ရီးမီးယားလိပွဲစဉ်ဆက်နဲ့လီဗာပူးနဲ့နော်ဒီယန်ဖောရက်စ် Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျ။ Cocaine Star Football Show ကိုကြိုဆိုပါရယ်ကျွန်တော်ကိုခန့်မှာစနေည9:00နာရီခွဲမှာရှင်မြိုင်ကစားမယ်။ရွှေဘာကြီးနဲ့ Northern Forest တို့ရဲ့ပွဲချိုသုံးသက်ချက်ကိုကျွန်တော်တူတူလုပ်လိုက်ရအောင်။ရွှေဘာလို့မခေါ်ရတာတော့ကြာပြီနော်။ရာသီအဖွင့်ပွဲစဉ်တွေမှာတော့ Liverpool ကသူ့အချိန်လေးနဲ့သူတကယ်ယူရွှေဘာဖြစ်ခဲ့တာ။ တိုးတော့အခုချိန်မှာလီဗာပူးကတော့ရွှေဘလည်းမဟုတ်တော့ဘူးယုံကြည်လို့လည်းမရတော့ဘူးကျွန်တော်ပြောမယ်ဗျာနောက်ဆုံးနှစ်ပွဲသက်သူတို့နိုင်ခဲ့တယ်အဲ့ပွဲတွေမှာလီဗာပူးကိုဒုက္ခပေးနိုင်တဲ့အသင်းတွေကြီးပဲအက်စတန်ဗလာရီယယ်မက်ဒရစ်သူတို့ခံစက်တန်းတကူမှတော့မပေးခဲ့ရအောင်အဲ့နှစ်ပွဲလုံးနိုင်တာအပြီးတော့မန်စီးတီးနဲ့တွေ့တော့3-0တောင်ပေးရတယ်ဘလို့ယုံကြည်ရမလဲအဲ့တော့လီဗာပူးရဲ့ဒီဘောလုံးရာဒီဖြတ်တန်းမှုကပြီးခဲ့တဲ့ဘောလုံးရာတင်နေရှင်အော်ပိုဇစ်ကြီးဖြစ်သွားတယ်စတန်ဆောင်ရင်ပိုင်းပါညာခဏထားဗျာ ရဇဘိုင်းတွေကိုပဲပြောတာနောက် situation တကယ်ကြာချင်းကြာပြီးခဲ့တဲ့ဘောလုံးရာသီကကြာမှာအတိမရှိတဲ့ကစားသမားတွေအသက်ကြီးနေပြီယာကင်ကလော့ထွက်သွားပြီပြီးခဲ့တဲ့ဘောလုံးရာသီကကြာပါလားဘိုးတော်ကောက်ဆွဲလိုက်တယ်အဲ့ဒီနေ့ရာသီမှာလာကြတာဘာဖြစ်လို့ကြာတာလဲဆိုတော့အတင်းက generation ပြတ်သွားလို့ကစားသမားကောင်းတွေမရှိလို့မဟုတ်ဘူးကစားသမားအစ်စ်တွေခေါ်တာများလုံးလို့အတင်းရဲ့ဟန်ချက်ကရိမ့်ရိုင်သွားတာအဲ့တော့ပြောချင်တာအခုချိန်မှာလီဗာပူးတီ လေယာတအူးတယောက်ချင်းစီပေါ်မိခိုနေရတော့မယ်လီဗာပူးရဲ့ရက်ဇက်ဒီပလေယာတယောက်ချင်းစီရဲ့ခြေသွမ်းပြနိုင်မှုမပြနိုင်မှုမှာဘူတီနေတော့မယ်အတင်းလိုက်ဟန်ချက်ကတော့အားရစရာမကောင်းဘူးဗျဒါတော့မှအာဂျီဘီတို့မက်ဂလစ်စတာတို့အရန်ကောင်းလို့ကွင်းလယ်ဟန်ချက်ကြီးကလုံးဝရင်းရံထွက်မသွားတာကွင်းလယ်အဓိကပဲလေကွင်းလယ်ကောင်းနေရင်နောက်တန်းအောင်လေသူတို့ကဆပိုးလုပ်နိုင်တယ်ရှေ့တန်းအောင်လေကျွန်တော်တို့ဆပိုးလုပ်နိုင်တယ်လေကွင်းလယ်မှာတကယ်ကောင်းနေတဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်တောက်ထိအခြေအနေမဆိုးတာ ို့တော့ယုံကြည်လို့မရဘူးတပတ်က Northern Forest ပြီးသွားပြီ Forest Kick က Nuno Santo ဘာကြောင့်အသင်းပိုင်ရှင် Marina Kings ထုတ်ပယ်တယ်လဲကျွန်တော်အဲ့ဒါပဲပြောချင်တယ် Northern Forest ကတောင်းတတင်းတင်းလေးနဲ့တကယ်တကဟူဗန်နံပုံစံမျိုးဖြစ်လာနိုင်တယ်ဗျာဟူဗန်နဲ့တောင်ကောင်းသေးတယ်တို့တော့အခုချိန်မှာရှောင်းတိုက်အစ်ကြီးနဲ့ရှောင်းတိုက်ကဘန်လီနဲ့ကျွန်တော်တွဲပြီးမမိနေတဲ့နီးပြလေအသင်းတသင်းပုံတံဖြစ်အောင်ရှောင်းတိုက်လှုပ်ပေးဖို့ဆိုတာမလွယ်ဘူး အဲ့အတွက်ကြောင့် Northern Forest မှာကစားသမားစုဖွဲ့မှုရကောင်းနေပေမဲ့နီးပြောက်ကျွန်တော်တို့ impress ဖြစ်လို့မရဘူးဗျ Forest ကို Forest လို့ဟိုအပြည့်အဝပြင်မြင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထားပါတော့လူဇင်းစုဖွဲ့မှုရ Liverpool ကိုအကောင်းဆုံးရှင်းနိုင်တယ်နောက်တန်းမှာ Milan Covid တို့ Murillo တို့ရှိတယ်ဗျာကွင်းလယ်မှာဆိုရင်လည်း Elliot Anderson တို့လို့လူအားလုံးပြည့်တဲ့ကစားသမားတွေရှိတယ်ဒါမဲ့ဘီယာပိုင်းရနီးပြတ်တယောက်ချင်းစီရဲ့ဒီပွဲတစ်ပွဲပေါ်မှာတုံးသက်ခံမနိုင်စွမ်းအရာ ရှောင်းတိုင်းစတီလိုအပ်ချက်ကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်ကနီးပြားနှစ်ယောက်ရဲ့အရေးသွေးပိုင်းမှာတော့လီဗာပူးကိုဒီပွဲနဲ့ပတ်သက်ပြီးပို့ပို့တတသဘောကျမိတာတော့အမှန်ပဲโอเคကျွန်တော်တို့နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းဒီပွဲပြီးလီဗာပူးကချန်ပီယံလိဂ်ကံမှုရှိတယ်ဆိုတော့ points မျိုးတွေးကောင်းတွေးနိုင်တယ်မတွေးပါနဲ့ PSV နဲ့ကမ်းမှာခက်ခဲမှုအနေငယ်ရှိတယ်ဆိုပေမဲ့ EPL မှာသူတို့အာယုံလုံးဝမဆိုင်လို့မရတော့ဘူးတိုက်တဲ့ racing ကနေတွေးဖယ်ပြီးတော့ 124ဘာညာပါပြဿနာကြီးတက်သွားနိုင်တယ်။နောက်ကအသင်းကြီးကအိပဲအိပဲနဲ့တက်လာတဲ့အသင်းကြီးရှိတယ်နော်။ဒီချိန်မှာဖိုင်နင်းနဲ့ပြောရင်ဟာကိုကန့်စောပါသေးတယ်မဖြစ်နိုင်ဘူးလို့ထင်ကောင်းထင်ရပေမဲ့ဇန်နဝါရီပြောင်းရွှေ့ကာလပြီးရင်ကြည့်ကြည့်လိုက်124အတွက်တောင်ခက်ခဲလာနိုင်တယ်လီဗာပူးဒီပုံစံတိုင်းဆက်သွားရင်ပြောတာပေါ့နော်အဲ့တော့ချန်ပီယံလိရအရေးကြီးတယ်ဆိုတာမှန်တယ်ဘယ်စီဘယ်ဝယ်နေမှမသိတဲ့ချန်ပီယံလိတဲ့ဆိုင်လက်တွေ့ကြတဲ့ပရီးမီးယားလိမှာပဲသူတို့အားထုတ်မှုအပြည့်နဲ့ကစားရလိမ့်မယ်တပွဲချင်းစီကိုအာယုံအပြည့်ဝဆိုက်ရလိမ့်မယ်ချန်ပီယံလိရှိလို့ဘာညာတွေဘေးဖက်ထားလိုက် တော့ဒီပွဲစဉ်ဒီလီဗာပူးပြန်နိုင်ဖို့အတွက်ကြိုးကြိုးစားရမယ်ကျွန်တော်ပြောဖြစ်ကိုဖြစ်ကမယ်လို့လို့ရမယ်โอเคအဲ့တော့ကျွန်တော်နောက်တစ်ပိုင်းအာရှရဲ့အကျိုးပေးမှုဘယ်လိုရှိသလဲတလုံးတဝက်ရှုံလီဗာပူးဒီပြီးခဲ့တဲ့တစ်ပတ်တော့ကပဲ၃ခုပြည့်နဲ့ရှုံးတဲ့အသင်းတစ်သင်းအခုအသင်းတစ်သင်းပြပြထပ်မံအကျိုးပေးထားပြန်တယ်ပြီးရင်လည်းချန်ပီယံလိကစားဖို့ရှိနေ Notting Forest လည်းရှိပါတယ်ဥရောပပြိုင်ပွဲတွေရှင်ပြန်ကစားဖို့ရှိပေမဲ့ကျွန်တော်ဆိုလိုတာချန်ပီယံလိလောက်တော့မခက်ခဲဘူးအဲ့တော့တလုံးတဝက်ရှုံးက နည်းနည်းလေးတော့อืมပြင်းတယ်ပေါ့နော်ပွင့်တာနေရင်တော့အကျော်ပေးမှုပြောင်းကောင်းပြောင်းလာနိုင်တယ်တူတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်အောင်ခင်ဗျတူတယ်ကိုကတော့ 3D ဖြစ်ပါတယ် 3D ရဲ့ပုံစံရ 3D တိုင်းပဲသွားတာများတယ်ဒီတစ်ပတ်အာရှရဲ့အကျော်ပေးမှုတွေမှာတော့တူတယ်ကိုကိုပြက်ပြက်တသားအကျော်ပေးတယ်အကျော်ပေးမှုတပွဲမှမတွေ့ဘူးဘာလို့ပြန်ချိန်တယ်လဲဆိုတော့သူတို့ချန်ပီယံလေးကိုပြန်ချိန်နေတဲ့တူတယ်အသင်းတော်များတော်တော်တိတ်တိတ်နဲ့ကစားပြီးတော့ချန်ပီယံလေးရှိတဲ့အတွက် လို့ပြောမယ် reset တွေကိုထင်းထင်းသိမ်းသိမ်းပဲကစားသွားမယ်ဆိုတော့ပုံစံမျိုးယူဆထားတဲ့ပုံပေါ်တယ်အဲ့တော့ကျွန်တော် total ကိုကတော့ပွင့်လင်းပြောရင်အများကြီးအနည်းကြီးအရင်မခမန်းရဲဘူးတခါလေးကြာရင်လည်းများရင်များသွားတာဗျာတိတိပပကျွန်တော် total ကိုမခမန်းရဲတာတော့အမှန်ပဲအဲ့တော့ကျွန်တော်ဒီပွဲတွေကိုကျွန်တော်တို့ရဲ့ handicap ပဲရွေးရမယ်သဘောမျိုးရှိတယ်ဟုတ်ပြီအဲ့တော့ကျွန်တော် northern forest ကိုရွေးကြည့်အောင်ငါဟဲ့ northern forest မရွေးရဘူးဘာဖြစ်လို့ liverpool ကပွင့်လင်းပြောခြေယူးလို့တောင်ပြောလို့ရတယ်9 light ရှုံးလိုက်9 light ရှုံးလိုက်ဆိုတော့အကွက်မျိုးတွေနေပြီးပဲသွားတာ အခုမန်စီးတီးကိုရှုံးထားတယ်ပြီးနောက်တစ်ပွဲပြန်နိုင်ဖို့အတွက်တာဆူနေနိုင်တဲ့အသင်းတစ်သင်းတည်ရကြနိုင်လားအန်ဖီမှာနော်ဒင်ဖောရက်စ်လီဗာပူးစီကတည်တမတ်ခွဲယူဖို့အတွက်မလွယ်ဘူးအဲ့တော့ရှုံးနိုင်တယ်လိုအပ်တဲ့ twin ကိုပမာဏရမရပဲကျွန်တော်လီဗာပူးကိုတစ်ချက်ကြည့်ကျင်တယ်ဆိုတော့ဒီပွဲစဉ်တကူးရှုံးရင်သူကအရင်တော့ဆုံးရှုံးမှုမကြည့်ဘူးပြတဝက်ပဲရှုံးမှာတည်မကြရင်ရပြီတဝက်ဆုံးရှုံးခံနိုင်ရင်တော့လီဗာပူးကိုအားပေးတာကောင်းလိမ့်မယ် ကျွန်တော်ကတော့ဒီပွဲစဉ်မှာလီဗာပူးတင်အနည်းဆုံးတကူနဲ့ကတ်နိုင်မယ်လို့ထင်တယ်။နှစ်ကူလောက်အခြေအနေမျိုးလည်းဖြစ်နိုင်တယ်။ပွဲရက်လက်ပိုင်းကိုပြောင်းနိုင်တဲ့ကစားသမားတွေများတာ哦။မိုဆာလာတို့အီဂီဒီဂီတို့မိုဆာလာဗျာဘလောက်ပဲကြက်ကြဗျာ။သူ့ဘောက်သူလုံနိုင်တဲ့အပိုင်းတွေတော့ရှိနေသေးတယ်။ Florian Wiss အီဂီဒီဂီမန်စီးတီးကိုလည်းရှုံးပြီးသွားပြီ။ကျွန်တော်ကတော့လီဗာပူးကိုပဲကြိုက်တယ်။မတက်နိုင်ဘူး။ခက်ခဲမှုရှိပေမဲ့တကူသွင်းတဝက်ဆုံးရှုံးခွင့်ရှိပေမဲ့လီဗာပူးကိုပဲရွေးချယ်ပေးချင်ပါတယ်။ โอเคနောက်တစ်ဒီပိုင်းဒီနေ့သင်ကြားတဲ့အကိန်းနဲ့အချက်လက်တွေကိုကျွန်တော်ဆက်လက်ဆွေးနွေးကြည့်အောင်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာလီဗာပူးက3ချိန်နိုင်ပြီး2ချိန်တည်ကြထားတယ်2ချိန်က Northern Forest နိုင်ထားပါတယ်ပွင့်လင်းပြောရင်တော့ Northern Forest တီလီဗာပူးကိုအရန်ဒုက္ခပေးတဲ့အသေးအသေးများပြီးခဲ့တဲ့ဘောလုံးရာသီမှာလီဗာပူးဒီလောက်ကောင်းခဲ့တဲ့အခြေအနေနော်ဒါပေမဲ့နှစ်ကြော့လုံးလီဗာပူး Northern Forest ကိုအနိုင်မရခဲ့ဘူးပထမအကြော့ Anfield မှာ1-0နဲ့ရှုံးတယ်ဒုတိယအကြော့ Northern Forest Queen မှာဝန်းဝန်းတည်ကြတယ်။အဲ့တော့ဒီ head to head ရဲ့ record တွေ history တွေကိုကြည့်လိုက်ရင်ဟာ Northern Forest က Liverpool ကိုဒုက္ခပေးနေကြဆိုပေမဲ့နီးပြပြောင်းသွားပြီဗျ။နီးပြတယောက်ရဲ့အကျိုးတရားမှုကအရင်ရေးကြည့်တယ်နော် bro ။ပေါ်သေးသေးသွားထင်လို့မရဘူး။ Northern Forest ကိုပဲမြင်လို့မရဘူး။ကျွန်တော်တို့အဲ့ဒီ Nuno Santo နဲ့ရှောင်းတိုက်ကြီးရဲ့မျက်နှာကိုလည်းကျွန်တော်တို့မြင်ရမယ်။ပြီးခဲ့တဲ့ရာသီမှာ head to head ရ Northern Forest တာခဲ့ပေမဲ့ ီယာဒီမှာအဲ့လိုပုံတဲ့တတိယတည်းဖြစ်ဖို့မလွယ်ဘူး။ Okay အဲ့တော့ကျွန်တော်အဲ့ဒီမတိုင်ခင်ရလက်တီတုန်းကလီဗာပူးဒီနော်ဒင်ဖောရက်စ်ကိုခဲရခဲကစားခဲ့ရတာကြီးပဲ။သူတို့တခါပဲကိုးပြတ်နိုင်ခဲ့ဘူးလေ။အဲ့ဒါက2023-24ရာသီပထမအကြော်တုန်းကလီဗာပူး3-0နဲ့နိုင်ခဲ့တာ။ကျန်တဲ့ပွဲစဉ်တွေမှာလီဗာပူးဒီနော်ဒင်ဖောရက်စ်ကိုနိုင်ရင်တော့ကိုးမပြတ်တော့ဘူး။1-0နဲ့ကတ်နိုင်တာ3ချိန်ရှိတယ်။ ျွန်တော်ဝမ်းဝမ်းတည်ကြတာမျိုးတွေရှိတယ်3 2ဆိုတဲ့ရလတ်မျိုးတွေရှိတယ်အဲ့ဒါကြောင့်အခုလို situation မျိုးမှာဒီပွဲစဉ်ကခက်ခဲမှာပဲတည်တယ်ဒါပေမဲ့အကြောပြမှုရကတလုံးတဝက်ရှုံဘာကြောင့်ပေးတယ်လဲဟတ်တူဟတ်နဲ့ပြန်ပြီးကွန်ဘဲလုပ်ကြည့်ကျွန်တော်တို့အဖြစ်ပေါ်ပြီ Liverpool ရဲ့ twin goal ကတကူးမှာတော့တည်ကြတဲ့သဘောရှိလို့ပါ Okay ကျွန်တော်နောက်ထပ်တစ်ပိုင်းက Liverpool ရဲ့နောက်ဆုံး6ပွဲစဉ်ရလတ်ကိုကြည့်ကြည့်3ပွဲနိုင်3ပွဲရှုံတပွဲမှတည်မကြအောင်နော်ခံကန်တယ်ဆိုတာမရှိဘူးထိန်းကန်တယ်ဆိုတာမရှိဘူးအနိုင်ုံပဲတောက်လျှောက်ဥတီနေတဲ့ပုံစံမျိုး အခွင့်အခါမသိရင်ရှုံးသွားတယ်ဒါလီဗာပူးရဲ့လက်ရှိလက်ခံရမယ်အရှိတရာသူတို့နိုင်ပွဲတစ်ပွဲရဖို့ပဲဥတည်နေတဲ့သဘောမျိုးပါဖက်က Northern Forest လုံးဝယုံကြည်လို့မရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်လီဗာပူးကိုပဲယုံကြည်လို့မရဘူးသွားပြောလို့မရဘူး Northern Forest ကပိုဆိုးတယ်နောက်ဆုံး6ပွဲမှာ2ပွဲနိုင်1ပွဲသေး2ပွဲရှုံးတည်ကြတဲ့ပွဲစဉ်တွေဆိုရင်ဒါ Stream Grass တို့တည်ကြတာတဲ့ရှုံးတဲ့ပွဲတွေမှာဆိုရင်လည်းဘုံမောက်တို့ Chelsea တို့ဂိုးပြတ်တွေရှုံးတာတယ်လုံးဝယုံကြည်ခြင်းစရာမရှိဘူးဒါပေမဲ့ Shanghai လက်ထက်ပေါ့နော်ရလက်ပိုင်းလေးတွေကိုတော့ အကောင့်ဘက်ကိုတဖြည်းဖြည်းဥတီလာတဲ့ပုံစံမျိုးလေးကိုတော့ကျွန်တော်တို့သတိထားပါလိမ့်မယ်။ရှောင်းတိုင်းလက်ထက်ကျွန်တော်ပွဲတင်ငါးပွဲကင်ပြီးသွားပြီ။ပေါ်တိုနဲ့ပွဲကစကင်နေ။နှစ်ပွဲနိုင်နှစ်ပွဲတည်ကြရင်တပွဲရှုံးထားတယ်။ရှုံးတဲ့ပွဲကဘုံမောက်ကိုတူးစီးနဲ့အဝေးကွင်းမှာရှုံးထားတဲ့ပွဲ။ရှောင်းတိုင်းကတော့ထင်း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 လုပ်ပေမဲ့ယုံကြည်လို့မရပါဘူးဗျာ။ဆိုတော့ Liverpool ရဲ့အိမ်ကွင်းဆွတ်ဆောင်ရည်တွေထပ်ပြောမယ်။လေးဝဲနိုင်ပြီးနှစ်ပွဲရှုံးထားတယ်ရှုံးတဲ့ပွဲတွေက Man United နဲ့ Palace ကိုရှုံးတယ်နိုင်တဲ့ပွဲတွေက Real Madrid Aston Villa တို့ကိုနိုင်ထားတယ်အဲ့တို့ကြောင့် Liverpool ကလည်းတစ်ဖက်မှာ ခြေသွမ်းပိုင်းကအတီသွားပြီးတော့ကြံလို့မရဘူးနှစ်သင်းလုံးကတော့လက်ရှိစီဂျူရှီကတူတူပဲဒါပေမဲ့ပိုဆိုးတာက Northern Forest ရဲ့အဝေးကွင်းဆွမ်းဆောင်ရင်နောက်ဆုံး6ပွဲမှာတပွဲမှမနိုင်ဘူး၃ပွဲရှုံးပြီး၃ပွဲတည်ကြရတာတည်ကြတဲ့ပွဲတွေက Bat Tip Burnley Strum Grass တို့တည်ကြရတာရှုံးတဲ့ပွဲတွေကိုကြည့်ဘုံမောက် Newcastle Swansea တို့ရှုံးတာတယ်အဲ့တော့ကျွန်တော်အဝေးကွင်းဆွမ်းဆောင်ရင်လုံးဝမကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ် conclusion ဆွဲချင်တာကလည်းဒီပွဲတွေမှာ Liverpool တည်နိုင်ဖို့ဆိုတာကတော့တည်ကြတဲ့လောက်ဖြစ်တယ် တွင်းကိုပမာဏနည်းမလားများမလားပဲကျွန်တော်တို့ကြည့်ရမယ်ကျွန်တော်ကတော့လီဗာပူးအသင်းကိုပဲရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ